ကိုဖုန်းထဲမှာရှိတဲ့ KBZ ထဲရတော့ဝေးလေးရတော့ပတ်စံတွေပျောက်သွားတယ်နောက်တစ်ခုကကျတော့ဒီငွေလဲပြည်တာအတုတွေနဲ့လက်လိန်နေပေါ့နော်အဓိကကျွန်တော်ဒီနေ့ပြပြပေးသွားမှာအကြောင်းအရာနှစ်ခုရှိတယ်ဒီငွေလဲပြည်စာအတုကိစ္စရဲ့ကိုရဲ့ KBZ ထဲကပတ်စံတွေဘယ်လိုခိုးခံရလဲပေါ့နော်။ရိုင်းရိုင်းပြောရင်တော့ဘယ်လိုခိုးလဲပေါ့နော်။ရင်းရင်းကြီးကြီးလေးပြောရင်တော့ဘယ်လိုဟတ်လဲပေါ့နော်။အဲ့ဒါလေးကျွန်တော်ပြောပြပေးသွားမယ်။အဒီကိုယ့်ဟိုထဲမှာရှိတဲ့ဟာကြီးအခုမခံရခင်မှာကိုယ့်ကိုလာလိန်တဲ့ငွေလဲပြည်စာအတူအကြောင်းကျွန်တော်ပြောပြမယ်။အဲ့ဒီအတူကလုံးဝ လုံးဝအစစ်နဲ့တပုံစံနဲ့တူတာနော်ဘလို့ဒီတူလဲဆိုရင်ကျွန်တော်ဒီမှာပုံလေးနှစ်ပုံပြလိုက်မယ်အမှဘရာလာတို့ကိုလည်းကြီးကြီးလဲအဲ့ပုံလေးနှစ်ပုံပါနော်တစ်ဖက်ကတော့အတူဖြစ်ပြီးတော့တစ်ဖက်ကတော့အစစ်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဒီမနက်စောစောမှာပဲကျွန်တော်လူပြောက်ကအဲ့ဒါလွှဲပေးလာတယ်ပေါ့နော်အခုကျွန်တော်ပုံစံလွှဲပေးထားရကျွန်တော်ကျွန်တော်စစ်ကြည့်လိုက်တယ်စစ်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ထဲမှာကဒီအဝင်မှာလုံးဝပြမထားဘူးဗျာ ူ့ဘက်မှာတော့သူကကျွန်တော်ဒီပြေလာမှာတော့အဲ6.45လောက်ကထားပါတော့เนาะအဲ့လောက်ကသူလွှဲထားတယ်ဆိုပြီးတော့မှအပူပေးလာရေပေါ့ဒါပေမဲ့ကျွန်တော်ကြည့်လိုက်တယ်ကျွန်တော်တဲမှာအဝင်လုံးကမပြဘူးเนาะမပြတဲ့အခါကျကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တဲမှာရှိတဲ့ငွေလဲပြေစာအစစ်နဲ့ကျွန်တော်တိုက်ကြည့်လိုက်တယ်ကြည့်ကြည့်လိုက်တဲ့အခါမှာသူကလုံးဝလုံးဝကိုချွတ်သွန်းเนาะ လုံးဝကိုတပုံစံနဲ့အစ်စ်နဲ့အတူတူပဲဒီ ID ဆိုလို့ရှိရင်လည်းအလုံး၃၀ပါတာအတူတူပဲပြီးလို့ရှိရင်ဒီမှာပြထားတဲ့စာတွေအကုန်လုံးကအစအတူတူပဲဆိုတော့အဲကျွန်တော်တို့အနေနဲ့ဒီပြည်သာကိုကြည့်ပြီးတော့မှယုံလို့မရဘူးပေါ့နော်ဒေတာအတူထဲမှာလွဲနေလောက်မှာပါလीဆိုပြီးတော့မှသွားပြီးတွေးလို့မရဘူးလုံးဝကိုပြည်သာအတူရလဲအစ်စ်နဲ့တပုံစံနဲ့ပေါ့နော်အဲအဲ့ဒါကဘလို့လူတွေခံရတာများလဲဆိုလို့ရှိရင်ကျွန်တော်တို့လော online ကလုံးလုံးနေတဲ့လူတွေငွေလဲငွေထုတ်လုပ်ပေးနေတဲ့ site တွေမှာဆိုလို့ရှိရင်ဒါခံရနိုင်ရင်အများကြီးအဲဒီလိုလဲပြောလိမ့်မယ်ကိုကလို့ကိုခံတာခံပေါ့ဆိုပြီး ဒါလည်းဟုတ်ပါတယ်ဒါပေမဲ့တကယ်တကယ်အလုတ်ချုပ်နေတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့မစစ်နိုင်ဘူးအဲကျွန်တော်ကျွန်တော်ဆိုလို့ရှိရင်အဲ့လောက်ကြီးဒီအလုတ်ရမ်းမများဘူးဒါပေမဲ့လည်းငွေလဲပြည်စာအပေါင်း20လောက်ရောက်လာတဲ့အခါမျိုးဆိုလို့ရှိရင်ကျွန်တော်ရဲ့ပေးမှန်တယ်ကျွန်တော်ဝန်မကြည့်နိုင်ဘူးကျွန်တော် KB ထဲမှာဥပမာသူက9000လဲလဲတဲ့ထား1000လဲလဲတဲ့ထားကျွန်တော်သူ့ရဲ့ဟာရောက်မရောက်ဆိုတာကျွန်တော်မကြည့်နိုင်ဘူးကျွန်တော်တို့ကအလွယ်အပြည့်ပြေသာကိုပဲကြည့်လိုက်တာဗျာပြေသာပဲကြည့်လိုက်တာဖြစ်တဲ့အတွက်ဒီပြေသာမှာကိုယ်အနေနဲ့ပြေသာတုဆိုရင်လည်းငါတို့တကူးကူတော့လွဲပြီးရောက်မှာပါလေဆိုတော့ စိတ်လေးဝင်မိရတာဒါပေမဲ့ကျွန်တော်ဒီနေ့ကျမှပဲတိတိကျကျအောင်သိလိုက်တယ်အစင်းနဲ့တူနေလုံးဝကိုခွဲလို့မရဘူးပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ဒီအကယ်၍ဒီဗီဒီယိုကြည့်နေတဲ့အထဲမှာပါဒီငွေလဲငွေထုတ်လို့နေတဲ့လူတွေပါကောင်းပါနိုင်မယ် online shop လုပ်နေတဲ့လူတွေပါကောင်းပါနိုင်မယ်အဲ့လိုလူတွေဆိုလို့ရှိရင်ပထမဦးဆုံးကိုယ့်စီကိုငွေလဲပြည်သာရောက်လာပြီဆိုရင်ကိုယ့်ရဲ့အကောင့်ကိုတိကျစစ်ပါနော် သူပဲတရားလွဲတယ်ဘာညာတိချာလေးကိုတိုက်စစ်ပြီးတော့မှရောက်ပြီးလို့အဲကိုဘက်ကအတီးပြူပြီးဆိုမှတာလည်းရင်ဒီပစ္စည်းရောက်တဲ့လူဆိုလည်းပစ္စည်းရောက်ပါတော့ဒီကလုတ်ပြီးတဲ့ကြည့်ရလူဆိုလည်းအဲ့ကြမှာလုတ်ပြီးပါတော့မဟုတ်ရင်တော့ကျွန်တော်တို့ကဒီပြေစာလေးကိုကြည့်ရုံနဲ့မသိနိုင်ဘူးပေါ့နော်ကိုထက်မှဒီလုံးဝငွေရောက်နေပြီဆိုတာကိုတေချာဘောပြီးမှလုတ်ပြီးပါမဟုတ်ရင်တော့တေချာဘောလင်ခံရမှာပေါ့နော်အခုကတော်တော်ကိုအဲ့ဒါတွေကခစ်ပြန်စားလိုက်ပါတော့ဒါရှင်းရှင်းပြောမယ်ကျွန်တော်တို့2019 2018 အဲပတ်ချာလေပေါ့နော်အဲအဲ့လောက်ကမဟုတ်ပါဘူးနောက်ဆက်ရှိတော့နည်းနည်းကြုံအောင်မနေတူတယ်အဲတုန်းကကျတော့ဘယ်လိုလုပ်လဲဆိုရင်ပူရိုရှော့ရည်နဲ့လှုပ်တာပူရိုရှော့နဲ့လှုပ်တာဆိုတော့ကျတော့နည်းနည်းသိတာရယ်ဗျာဆာလုံးအရွယ်စားတွေမတူတာတို့ဆာလုံးတွေထူနေတာတို့ပါနေတာတို့အဲပုံကနည်းနည်းနေရာစောင်းနေရာတို့တနေရာမှာကွက်နေရာပြက်နေရာတို့ဒါမျိုးတွေရှိရယ်အခုကလို့မဟုတ်တော့ဘူးအခုကကျတော့လုံးဝအချစ်တို့ application တစ်ခုပဲလိုတယ် ကျွန်တော်ကဗျာခမရကိုငွေလဲလိုက်မယ်ဥမာခမရနာမည်ကဥမင်းစောထားဥမင်းစောဖုန်းနံပါတ်ကဘလောက်ဘလောက်ကျွန်တော်ဒီဘက်ကနေရပြီးတော့9000ရက်တယ်လာပြီကိုကအမငွေလဲပြတာဒူကြီးကထွက်လာပြီအငွေလဲပြတာဒူပြပြီးမှအခမရကကျွန်တော်9000လွှဲလိုက်ပြီဆိုရင် तू ကဘူးမသိပါမသိနဲ့ကိုရဲ့ပေးမှန်းနဲ့ဝန်မစပဲနဲ့ပြေစာကိုပဲကြည့်ပြီးတော့မှလောက်ဝင်မဲ့ဆိုရင်တော့ပွားပြီပါအဲ့တော့ပြေစာအတုကိစ္စကြီးကလည်းလုံးဝကြောက်စရာကောင်းပါလေအဲ့ဒါလည်းတတိထားပါဘောနော်ကိုယ်ထဲမှာရှိနေလဲအဲ့လို application နဲ့မတုံးပါနဲ့ဖြတ်လိုက်ပါသူများဒုက္ခအရန်ရောက်ပါတယ်ဒုက္ခမြောက်တော့အလုပ် ောင်းရွှေ့ပါတယ်အဲနောက်တစ်ခုကကျတော့ PP ဟတ်တာပေါ့နော် PP ဟတ်တဲ့နေရာမှာအကျန်းဆုံးဟတ်တဲ့နည်းတစ်ခုကျွန်တော်ပြောပြမယ်နီလန်းနေရာတော့ဘောင်းဆုံးဘောင်းဆုံးဘောင်းဆုံးရှိတယ်အဲအခုကျတော့ဖုံးဆက်ပြီးတော့မှဒီ OTP လမ်းတောင်းတာပေါ့နော်ကျွန်တော်တို့ကဘယ်ရပါအဲခမားရဲ့ဘန်ကောက်ကိုစစ်ဖို့လိုပါတယ်ဘာညာဖြူချောင်းပေါ့နော်ဒါလည်းဒါလိန်နေကြအကွက်တွေပေါ့နော်လိန်ခံရတဲ့လူတွေလည်းရှိကောင်းရှိလိမ့်မယ်လုံးဝကြီးအလင်ခံလာလို့ပတ်စံပါပါလူတွေရှိလိမ့်မယ် ရှိရတော့ရှိတယ်ကျွန်တော်တော့ဆိုသိန်း30လောက်ပါပါတယ်သူ့ကိုလူတယောက်ကပုံစံလာတဲ့ငွေချင်းချောက်တယ်သူကဒီအမြဲတမ်းငွေလဲငွေတို့လုပ်နေတဲ့လူတယောက်ဆိုတဲ့ကြတော့ဒီပေါ်ခမားအကောက်ကငွေလဲငွေတို့တွေအများများနေတယ်ပိတ်ခံရနိုင်ကြီးရှိတယ်ကျွန်တော်က KPZ ရုံးကဝန်ထမ်းမှာပါညာနဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့အကောက်လေးစစ်ဖို့ရတော့ OTP လေးပေးပါပါညာနဲ့ နည်းနည်းဒီသူတို့ဘက်ကပြောလာတာတွေကအချက်လက်တွေကဘန်းလိုမျိုးလောကကိုပြောနေတာတခါနဲ့ချိုချိုလေးနဲ့တင်းတင်းလေးပြောနေတာဆိုတော့ခံရတဲ့လူအဖို့မှလည်းတကယ်လားမသိဘူးငါးကောင်လေးပြတ်တော့မှလားမသိဘူးဒီအကောင့်နဲ့အလုံးလုံးနေရတဲ့လူတွေလည်းအများကြီးရှိရပါတော့အဲ့တော့ကြတော့ရုံးနေတောင်းနေနေဖြစ်ပြီးတော့မှပြင်းပြီးတော့မှပလုံသွားတာတွေလည်းအများကြီးရှိရပါတော့ဒါပေမဲ့အဲ့ဒီဟာထက်ကိုမှကြောက်ဖို့ကောင်းတဲ့နီလန်တခုပြောရမယ်အဲ့ဒါကလည်းလွန်ခဲ့တဲ့2018 19လောက်ကပါပဲအဲ့လောက်တုန်းကဒါကျွန်တော်ကိုယ်တိုင်လည်းစမ်းမှုတယ်ကျွန်တော်စမ်းမှုတယ်ဆိုတာက ကျွန်တော်ကီပီဇာပေးကိုဟပ်ဖို့မဟုတ်ဘူးကျွန်တော်စမ်းတာချင်းချင်းတော့ကျွန်တော်ကောက်မှလေးဘာတွေလုံနေလဲဆိုတာကိုကျွန်တော်သိချင်တာပေါ့နော်လောင်းတစ်ချက်ပဲလေးရှိရှိဆိုတော့ကြတော့ဒီစော်ဝင်းကဘယ်တော့ကြောက်ဖို့ကောင်းလဲဆိုလို့ရှိရင်တပတ်လူဘာတွေလုံနေလဲဆိုတာကိုကိုယ်ထဲမှာအခမ်းအနားထိုင်ကြည့်နေရုံပဲအဲ့လိုကြီးဒီကြောက်ဖို့ကောင်းတယ်ကျွန်တော်ပဲမသိနေမလားစပိုင်စော်ဝဲတွေပေါ့နော်အရင်တော့ကတော့ခရီးရရမှအခုတော့ဝယ်မှပဲရတော့မှာပေါ့နော်ဒါပေမဲ့ခရီးရတဲ့နေရာတွေရှိအောင်ကြည့်လိမ့်မယ်ဒါပေမဲ့သွားပြီးမဆက်စုကြပါနဲ့ကျွန်တော်အဲပြောပြကြမှာဘယ်လိုမျိုးလုပ်လဲဆိုတော့ အဲ့ software က तू ကဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုလို့ရှိရင်ကျွန်တော်ခမည်းဖုန်းထဲကိုထည့်လိုက်မယ် software ထည့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဘက်ကနေပြီးတော့မှခမည်းဘာလုံးနေလဲခမည်း screen ကိုတိုက်ရိုက် light ကြည့်လို့ရနေပြီအဲ့လိုအနေထားမျိုးရောက်သွားပြီခမည်းခမည်းဘသူနဲ့ဘာချက်ချက်ဘယ်ထဲမှာဘာတက်ပုံတွေဖွက်တာဖွက်တာကျွန်တော်ဘက်ကအကုန်လုံးကြည့်လို့ရနေပြီပေါ့နော်အဲ့တော့တော်တော်ကောင်းပါလေအဲနောက်တစ်ခုကကြတော့ကျွန်တော်ပြောချင်တာက ဒီဟတ်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်တစ်ဖက်ကပြည်ပီဇက်ကိုဟတ်တော့မယ်ဆိုဘယ်လိုဟတ်လဲပေါ့ကျွန်တော်တို့အဲကျွန်တော်မြန်မာတွေးလိမ့်မယ်အဓိကလိုတာ OTP ပေါ့နော်ပြည်ပီဇက်ပဲပြည်ပြည်ဝေပဲပြည်ပြည် password လိုမယ် password မသိကျွန်တော်တို့က password အတိပြန်တောင်းရမယ်ပြန်တောင်းရတဲ့အခါကျရင်တို့ကအခု OTP ပို့ပေးလာမယ်ပေါ့နော် OTP ပို့ပေးလာရင်ကျွန်တော်တို့ကဒါအဲ့ဒီ software ကိုကြောက်ရရဲ့ဖုန်းနဲ့ထည့်ပြီးလိုက်နိုင်ပြီဆိုလို့ရှိရင်ကိုကဒိုင်းရိုက်ကြည့်နေရတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့က OTP လမ်းပို့လိုက်မယ်။ OTP လမ်းပို့လိုက်ရင်ဒီကောင်စက်ကရင်ဖွင့်ကြည့်လိုက်။ဖွင့်ကြည့်လိုက်ကျွန်တော်ဘက်မှာပေါ်လာတယ်။ဘလောက်ဘလောက်ဘလောက် အဲ့ဒါလေးကျွန်တော်တို့အသားလေးရိုက်ထည့်လိုက်ရမယ်ပေါ့နော်အဲ့တော့ဒီဘူးမတိဘာမတိ software တွေလည်းရှောက်ရှောက်မတောင်းနဲ့ပေါ့နော်အဲ့ software ကလည်းဖိုင်တိုင်းကဘလောက်မှမရှိဖိုင်တိုင်းလေးလည်းတိတိလေးအမှတ်တကူသိုးတာအဲ့ software ကိုဖုန်းနဲ့ထည့်တာရရင်ကိုမတိဘူးအဲ့ software ကြီးကလုံးဝပျောက်သွားအဲ့ auto ဖျောက်သွားတာပေါ့နော်အဲ့တော့အဲ့လို software မျိုးတွေကိုဖုန်းနဲ့မှရှိနေရင်ကိုကမတိနိုင်ရဘူးပေါ့နော်ကျွန်တော်ပြောချင်တာကဟိုမတိတဲ့ဒိန်းတယောက်ယောက်ကပေါ့နော်ကိုဖုန်းလာငားတာမျိုးဖြစ်ဖြစ်အဲ line မောင်းနေပဲဖြစ်ဖြစ်ပေါ့နော် လိုင်းပေါ်မှာဆိုရင်ကတော့ဘယ်လိုမျိုးလဲဆိုရင်ဒါကျွန်တော်မျက်စိထဲမှာမြင်မှုတဲ့အရာတခုပြောပါမယ်ကျွန်တော်ကိုယ်တိုင်လင်ခံရတဲ့ဟာလေးပေါ့နော်အဲ့ဒါကဘာလဲဆိုတော့နာရီပေါ့နော်အပြင်မှာ၅ဆလောက်ပေါက်နေတဲ့နာရီလိုင်းပေါ်မှာနှစ်ပေါင်းပဲပေါက်နေပစ္စည်းချင်းအတူတူ quality ချင်းအတူတူပဲအဲ့တော့ကျွန်တော်တို့လိုချင်နေဗျာဘာဖြစ်ဖြစ်ကိုကအဲဒီ budget တမဆိုရကျွန်တော်ပတ်စံစီတာနေရတဲ့လူဆိုတော့အခါကျတော့ဈေးနဲ့လေးကြိုက်နေတယ်ပစ္စည်းချင်းနဲ့အတူတူဈေးကလည်းကျော့နေတယ်ဆိုတော့အခါကျတော့ကိုကကြိုက်ပြီးအကြိုက်တော့မှားမယ်မှားမယ်ဆိုတဲ့အခါကျတော့ဘယ်လိုမျိုးလဲဆိုတော့ကိုဒီ application လေးကို အကူထဲမှာထည့်ပေးပါကျွန်တော်တို့ register လုပ်ပေးရမှာတင်ပေးရမှာသူများတက်အကူတို့ဒေသကောင်ချပေးတာဖြစ်တဲ့တို့ကဒါလေးတော့အကူတို့တစ်ချက်လုပ်ပေးဒီ LA ကို install တင်ပေးပါဒီထဲမှာလုံဆောင်ချက်တွေကျွန်တော်ပြောပြမယ်ပါညာပေါ့ကိုတိသွားအဲ့မှာအာဒီဆိုပဲကနောက်နောက် session နောက်ဆိုတော့ကိုလောက်ကငါတို့ဖုန်းထဲမှာကောင်းမလေးရဲ့ဖုန်းထဲကိုတိုက်ရိုက်ကြည့်ခဲ့တဲ့ software ပဲဆိုကိုတိသွားဒါတိုင်းမှာတချို့မသိတဲ့လူတွေအဖို့မှာအဲ့ဒီ software သွားပြီးတော့မှ install တင်ပြီးလိုက်မယ် ကိုကတော့ဒါမင်းမင်းပြောပဲတစ်ဖက်လူကကိုဘလော့ရင်လဲဘလော့သွားလိမ့်မယ်အဲ့ software ကိုလုံးပေးပြီးတော့ဒါမှမဟုတ်လဲနောက်တစ်တစ်ဆင့်လုံးဆောင်ချက်တွေခိုင်းရင်ခိုင်းလိမ့်မယ်ဒါပေမဲ့အဲ့ software မှာတော့အဲ့လိုလုံးဆောင်ချက်ကမေမေရရအများကြီးမရှိဘူး software တော့တင်ပေးလိုက်မှာအတင်းပြီး open လေးပါလေးနှိပ်ပေးလိုက်မှာဒီလောက်ဆိုရင်ဟိုဘက်က easy ခိုင်းကြည့်နေလို့ရသွားပြီပေါ့နော်ဒါကဒါကျွန်တော်သိရအကျန်းဆုံးနီလန်းပေါ့နော် light ကြည့်တဲ့နီလန်းပေါ့နော်တစ်ဖက်ဖုန်းရဲ့ secretary ကိုထဲမှာတိုက်ရိုက်ကြည့်ရနေနောက်တစ်ခုအဲ့ထက်ဇိုးတဲ့နီလန်းတွေအများကြီးရပေါ့ကိုဖုန်းတွေကိုဘူးမသိတာမသိ software တွေချောက်ချောက်မထည့်ပါနဲ့ကိုထည့်မိပြီဆိုရင်လည်း permission ကိုကြည့်ပါ permission တောင်းလာပြီဆိုလို့ရှိရင်ဥပမာဗျာ ဒီ MA3 ဖွင့်တဲ့ software ပဲထားပါတော့ MA3 ဖွင့်တယ်ဆိုတော့ရုပ်ရုပ်ကြည့်ကြမလို့ software ကိုကိုကဖွင့်လိုက်တယ်အဲ့ software ထဲမှာကင်မရာပါမရှင်တောင်းနေတာတို့ SMS ပါမရှင်တောင်းနေတာတို့ထားပါတော့အဲ့လိုပေါ့ဗီဒီယိုပါမရှင်တောင်းနေရတယ်ဖိုတိုပါမရှင်တောင်းနေရတယ်ဆိုဒီ software က MA3 software က MA3 ရုပ်မမြင်ရတဲ့တခြင်းဝယ်ဖွင့်ပေးမဲ့ software ကဘာဆိုင်လို့ဓာတ်ပုံလာတောင်းရတာလဲဘာဆိုင်လို့ကင်မရာပါမရှင်လာတောင်းရတာလဲ အဲဒါမျိုးတွေပေါ့နော်။ဘာဆိုင်လို့ဒီဗီဒီယိုပါမရှင်တောင်းရတာလဲ။မင်းတခြင်းဖွင့်မြင်မှာသူငါတို့တခြင်းမဖွင့်ပေး။ဒါမျိုးပေါ့နော်။ဟိုမဆိုင်တဲ့ပါမရှင်နေတောင်းလာပြီဆိုရင်လည်းလုံးဝမဖွင့်ပေးပါနဲ့။ဒါကတော့ပါမရှင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်။ကိုယ့်ဘက်ကတကူးကူးဖွင့်ပေးလိုက်တာနဲ့အခုကတိုးတက်နေတဲ့ခင်မှာ Telegram ဘော်လီနဲ့ချင်းလိုက်အောင်မယ်။အဲ့ဒါမျိုးပဲအဲ့ဘော်ကလည်းကိုယ့်ဘက်ကဘာလို့နေလဲဆိုတာသူထဲမှာဥပမာ message ပို့လိုက်တာတော့ဘာလို့ဆိုရင်ကိုယ့်ရဲ့ဘော်ထဲမှာကြလာနိုင်တယ်ပေါ့နော်။ကိုယ်က message ပို့လိုက်တယ်ဥပမာကိုယ်ကပြည်စည်းဟက်ချင်တယ်ထား။ KBZ ရဲ့ OTP ကျွန်တော်ကပို့လိုက်ပြီဆိုလို့ရှိရင်ကိုထက်မှာဒါကြည့်လို့ရနေတယ် Telegram ထဲမှာအဲ့တော့ရှောက်ရှောက်ပြီးတော့ software တစ်ယောက်ကြောင့်မတောင်းပါနဲ့အဲ software တွေရှောက်ပြီး down ပြီးသွားပြီဆိုရင်လည်း software ထဲမှာ down နေပါမရှင်တွေကိုကျွန်တော်တို့ကကြည့်ပါကြည့်ပြီးတော့မှအာဒီအားတော့ဒီ software ကဒါဟုတ်တယ်ပေးသိနေတာဆိုရင်ပေးပါမပေးသိနေတာဆိုရင်ရှောက်ရှောက်မပေးပါနဲ့အခုချိန်ကြီးလည်းလူလိန်တွေအများကြီးရှိနေတယ်လူလိန်ခံနေရတဲ့လူတွေလည်းအများကြီးရှိနေပါတယ်အဲဒီနေ့ကျွန်တော်စိတ်ကူးလေးပေါက်လို့မို့ ဒါကို channel တွေလူတွေအားလုံး view site လို့ရအောင်ကျွန်တော်ပြပြပေးရပါတော့အဲ့တော့ brand တို့ထဲမှာဘယ်လိုမျိုးတွေ link ခံရလဲပေါ့နော်ကို link ခံဘူးတဲ့ဒါမှမဟုတ်လည်း link ဘူးတဲ့ဆိုလို့ရှိရင်အဲ့လိုမျိုးတွေကြုံဖို့ရဆိုရင် comment မှာပြောခဲ့လိုက်ပါတော့အဲ့ဒါဆိုရင်ချင်းချင်းဒါ comment လေးဖတ်ပြီးတော့လည်းသိနိုင်တာပေါ့နော် okay ဒါဆိုရင်ကျွန်တော်ဒီ video လေးကျွန်တော်လည်းတင်လိုက်ပါပါခင်ဗျာကြည့်ပေးတော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ